ဣသရေလကတော့ပြီးခဲ့တဲ့သတင်းပတ်ကအီရန်ရဲ့အကြီးဆုံးစစ်အခြေစိုက်စခန်းနဲ့နျူကလ িয়ার စခန်းကိုဖိမှတ်ထားပြီး IRGC ရဲ့ထိတ်တန့်စစ်မှုတအူးကိုတပ်ဖြတ်ထဲတဲ့ရက်စက်တဲ့တိုက်ခိုက်မှုအတွေ့အခုချိန်ထိတာဝန်ရှိနေတော့ပဲအခုဆိုရင်တီဟီရန်ရဲ့အပြည့်အဝလက်တွန်ပြန်မှုနဲ့တဆင်အီရန်ကနောက်ဆုံးတော့သူ့ရဲ့အစွဲကိုပြသလိုက်သွားပြီသူတို့ဟာလိုအပ်ရင်အလွန်အမင်းသေးစေနိုင်တဲ့ထိတ်ခိုက်မှုတွေပေးနိုင်စွမ်းရှိတယ်ဆိုတာတတ်သိပြလိုက်တာပါ ဘာလို့လဲဆိုတော့ဒါကဘသူစခဲ့တာလဲဆိုတာထက်နိုင်ငံတနိုင်ငံရဲ့ဂုံတိခါနဲ့ပတ်သက်နေလို့ပါအခုတော့ကမ္ဘာအမြင့်တွေကအရှိအလဲပိုင်းကို ရောက်နေပါပြီအီရန်နဲ့အစ္စရေးလို့ကြာအစစ်မပြတ်လောင်မြိုက်နေတဲ့ကြီးမားတဲ့တိုက်ပွဲကိုမျက်မြင်တွေ့နေရတယ်အထူးသဖြင့်နှစ်ဖက်ရဲ့မဟာမိတ်တွေကဘယ်အချိန်စစ်မြေပြင်ထက်တိုက်ရိုက်ဝင်ရောက်လာမလဲဆိုတာကိုစောင့်ကြည့်တွက်ချက်စောင့်ဆိုင်နေကြပါတယ် လက်ရှိမှာတော့တီဟီရန်ဟာမိတ်ဆွေနိုင်ငံအတော်များများစီကနေထောက်ခံမှုတွေရရှိထားတယ်လို့ဆိုပါတယ်။တကယ်တော့တချို့ကအီရန်ရဲ့တိုက်ခိုက်မှုကိုထောက်ခံဖို့အသိရှိနေပြီလို့ပွင်ပွင်လင်းလင်းပြောဆိုထားကြပါတယ်။ပေါ်ပြီးအာအသင်စရာကောင်းတာကတော့ဒီမဟာမိတ်နိုင်ငံတွေထဲကတခုကတီဟီရန်ရှုံးနေခဲ့ရင်နျူကလ িয়ার တိုက်ခိုက်မှုဆက်တင်ဖို့ပင်စံတရှိနေတယ်လို့တတင်းရရှိထားပါတယ်။ဒါဆိုရင်အစ္စရေးနဲ့စစ်ပွဲမှာအီရန်နောက်ကွယ်မှာဘယ်နိုင်ငံတွေရပ်တည်နေကြလဲ။ ပါလက်စတိုင်းကိုအချိန်အတော်ကြာထောက်ခံခဲ့ပြီးအခုချိန်မှာအီရန်နောက်ကွယ်မှာရပ်တည်နေတဲ့နိုင်ငံတနိုင်ငံကတော့တရုတ်ပါပဲ။ပေကျင်းကဂါဇာမှာအစ္စရေးရဲ့လုဆောင်ချက်တွေကိုအချိန်အတော်ကြာပြင်းပြင်းထန်ထန်ဝန်ခံခဲ့ပါတယ်။အီရန်ကလည်းပါလက်စတိုင်းလွတ်လပ်ရေးကိုတက်ကြွစွာထောက်ခံသူအဖြစ်လူတီများတာကြောင့်နှစ်နိုင်ငံကြားဆက်ဆံရေးကပုံမနီးကလာခဲ့ပါတယ်။အခုဆိုရင်အဲ့ဒီထောက်ခံမှုကိုသမ္မတရှီကျင်ဖင်ကတိုက်ရိုက်အလေးပေးပြောကြားခဲ့ပါတယ်။ အရေးပါတဲ့တန်တမန်ကြီးရတုံပြမှုတစ်ခုအမြင်နဲ့သမရရှိချင်းဖင်ကအီရန်အပေါ်အစ္စရေးရဲ့ရန်လိုတဲ့လှုပ်ဆောင်ချက်တွေကိုချက်ချင်းရပ်တန့်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါဟာနောက်ဆုံးဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ်တရုတ်ရဲ့ပထမဆုံးတရားဝင်တုံပြမှုဖြစ်ပါတယ်။ရှိကသူအန်တယောရှိတဲ့ရန်လိုတဲ့လောက်ရများလို့ခေါ်ဆိုတဲ့အရာတွေကိုအဆုံးတတ်ဖို့လိုအပ်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်။ ဒီတမခပဲတရုတ်ကအရှိအလဲပိုင်းအရေးနဲ့ပတ်သက်တဲ့ကိုလဘက်ကလုံဂျိုရေးကောင်စီရဲ့အရေးပေါ်အစည်းအဝေးမှာအီရန်ကိုပွင့်ပွင့်လင်းလင်းထောက်ခံကြောင်းဖော်ပြခဲ့ပါတယ်။အစည်းအဝေးမှာကိုလမတ်ကဆိုင်ယာတရုတ်တန်အမတ်ဖူးချောင်းကပေကျင်းအနေနဲ့အီရန်ရဲ့အချို့အခါအာဏာလုံဂျုံရေးနဲ့နယ်မြေပိုင်နယ်ကိုအစ္စရေးကချိုးဖောက်ကကိုရှုတ်ချကြောင်းပြက်ပြက်သားသားပြောကြားခဲ့ပါတယ်။ ဖူချောင်းကတောကြနေ့ကအီရန်စစ်စခန်းနဲ့နျူကလ িয়ার စခန်းဒီအပေါ်အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီးနော်အစ္စရေးကိုစစ်ရေးလှုပ်ရှားမှုအလုံးကိုချက်ချင်းရပ်တန့်ဖို့လည်းတိုက်တွန်းခဲ့ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ဂျီကလည်းအရှိတ်အလဲပိုင်းမှာလက်ရှိဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီးသူညာအီရန်လွတ်ဖော်ကိုင်ဖတ်နဲ့တိုက်လိုက်ဆက်သွယ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီစကားပြောဆိုမှုမှာဝိုင်းရေးကနိုင်ငံတကာဥပဒေကိုချိုးဖောက်တယ်လို့သူယူဆတဲ့အစ္စရေးရဲ့လုဆောင်ချက်တွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးအီရန်ရဲ့အချုပ်အခါအာဏာကိုတရုတ်က ထောက်ခံကြောင်းလည်းအလေးထားပြောကြားခဲ့ပါတယ်။ဒါဟာတရုတ်ကအခုဆိုရင်တီဟီရန်ဘက်ကယက်တီနေပြီဆိုတဲ့ရှင်းလင်းတဲ့လက္ခဏာပါတယ်။တရုတ်ကအစ္စရေးကိုပြင်းပြင်းထန်ထန်ဝေဖန်တာတော့အကြောင်းမဲ့မဟုတ်ပါဘူး။အီရန်ဟာအရှိအလေပိုင်းမှာအနောက်တိုင်းရဲ့လွှမ်းမိုးမှုကိုတိုက်ဖျက်ကြမှာ ပေကျင်းရဲ့မဟာဗျူဟာမြောက်မိဖတ်တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ဒါကြောင့်တရုတ်ကအီရန်နဲ့ရေရှည်ဆက်ဆံရေးခိုင်မအောင်ထိန်းသိမ်းထားတာလက်နက်ရောင်းချမှုနဲ့နှီးပညာလွှဲပြောင်းမှုတွေကနေတဆင်စစ်ရေးကိုပါအားဖြည့်ပေးခဲ့တာအံ့သက်စရာမဟုတ်ပါဘူး။ဒါပြင်တရုတ်ကအီရန်နဲ့စစ်ရေးလက်ချင်းမှုတွေအကျင့်ပေါင်းများစွာပြုလုပ်ခဲ့ကြောင်းလည်းသတင်းတွေထွက်ပေါ်ခဲ့ပူပါတယ်။ဒါကနှစ်နိုင်ငံကြားမဟာဗျူဟာမြောက်မဟာမိတ်ဆက်ဆံရေးကိုခိုင်မာစေဖို့အပ်ပါပဲ။ဒါပြင် တရုတ်ကအီရန်ကိုသုရေသနထွက်ပေါင်းဖို့တိစောက်ဖို့ကုညီပေးခဲ့တဲ့နိုင်ငံဖြစ်လေပေါ်လာဟလာတွေထွက်ပေါ်နေပါတယ်။နော်ထက်သုရေသနထွက်ပေါင်းဖို့ရီခုကိုလည်းပန့်ဖိုးပေးခဲ့တယ်လို့ဆိုပါတယ်။အစ်ပဟာနနီကယူရေနီယမ်ဟက်ဆာဖလိုရိုက်ကျွဲဝစေတဲ့စစ်ယုံတိစောက်ရေးအတော့ဤပညာပိုင်းဆိုင်ရာအထောက်ပံ့တွေလည်းဆက်လက်ပေးရနေပါတယ်။ဒီအခြေခံဒီအပေါ်မူတည်ပြီးဂေါ်ဒွန်ချန်လော့ခေါ်တဲ့အနောက်တိုင်းကျွမ်းကျင်သူတအူးကအစ္စရေးရဲ့အီရန်အပေါ်တိုက်ခိုက်မှုဟာတရုတ်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်စေခဲ့တယ်လို့ပြောပါဗျ။ ဘာလို့လဲဆိုတော့အီရန်ထိခိုက်သွားမယ်ဆိုရင် ပေကျင်းအနေနဲ့အရှိအလဲပိုင်းမှာသူ့ရဲ့တဦးတည်းသောကိုစားလေကိုဆုံးရှုံးရမယ်အန်တရရှိနေလိုပါပဲအဲဒါကြောင့်လေဂေါ်ဒန်ချိုင်းရဲ့အဆိုအရတရုတ်ကအီရန်ကိုဆက်လက်ထောက်ခံဖို့ဘယ်တော့မှနှောက်တော်မှာမဟုတ်ဘူးလို့ဆိုပါတယ်အစ္စရေးလည်းရင်ဆိုင်တိုက်ခိုက်ရမှာပိုပြီးပါဝင်ပတ်သက်ရမယ်ဆိုရင်တောင်းပါပဲတရုတ်အပြင် ပါကစ္စတန်လည်းလည်းအစ္စရေးနဲ့စစ်ပွဲမှာအီရန်ကိုကြဲကြဲလောင်လောင်ထောက်ခံကြောင်းကြေညာခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ် ဝန်ကြီးချုပ်ရှိဘာရှရစ်ကအီရန်သမ္မတမာဆူဒ်ပီဇက်ရှကီယန်စီတိုက်ရိုက်ဖုံးခေါ်ဆိုပြီးအစ္စလာမဘတ်အနေနဲ့အီရန်ပြည်သူတွေနဲ့အစိုးရနဲ့အပြစ်အဝစီးလုံးစွာရပ်တည်ကြောင်းပြောကြားခဲ့တဲ့ဆိုတဲ့သတင်းတွေကလည်းဒါကိုထင်ရှားစွာမြင်နိုင်ပါတယ်ဒါတင်မကပဲရှရစ်ကမီဒီယာအယူမျိုးကနေတဆင်ပါကစ္စတန်အနေနဲ့အစ္စရေးရဲ့လွန်ဆော်မှုနဲ့ပွင့်ပွင့်လင်းလင်းတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလည်းပြောကြားခဲ့ပါဗျာ။ သူကဒါရီဟာဒေတာတွင်ရောကဘာလုံးဆိုင်ရာငင်းချမ်းရည်နဲ့တည်ငြိမ်ရေးအတော်ပါကြီးမားတဲ့ချိန်ထော်မှုဖြစ်တယ်လို့ဆိုပါတယ်။ပါကစ္စတန်ရဲ့ထောက်ခံမှုကဒီတင်မရက်ခဲ့ပါဘူး။ကူလာတမကအရေးပေါ်အစီအွေမှာပါကစ္စတန်ကအစ္စရေးကိုပြက်ပြက်သားသားဝေဖန်ခဲ့ပါတယ်။ပါကစ္စတန်ရဲ့ကူလာတမကဆိုင်ရာအမြဲတမ်းကိုစားလဲတန်အမတ်အာဆင်အစ်ဖတီခာအာမတ်ကဒီထုတ်ပြန်ချက်ကို တိုက်ရိုက်ပြောကြားခဲ့တာပါ။ အစ္စရေးရဲ့အီရန်နယ်မြေအပေါ်စစ်ရေးတိုက်ခိုက်မှုဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်တာဖြစ်ပြီးဒေတာတွင် တင်ငင်ရေးကိုကြီးမားတဲ့ချိန်ထောင်မှုဖြစ်စေတယ်လို့သူကအလေးထားပြောခဲ့ပါတယ်။အစ္စရေးရဲ့လုံဆောင်ချက်တွေကိုအီရန်ရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေပိုင်နက်ကိုရှင်းလင်းစွာချိုးဖောက်တာဖြစ်တယ်လို့သူကပြောကြားခဲ့ပြီးကုလသမဂ္ဂပဋိညွန်စာတမ်းရဲ့ပုံမှန်50ပြည်အရအီရန်မှာမိမိကိုကာကွယ်ပိုင်ခွင့်အပြည့်အဝရှိတယ်လို့လည်းအလေးထားပြောကြားခဲ့ပါတယ်။ဒါပြင်တန်တမန်ရရရှုတ်ချယုံတတမဟုတ်ပါဘူး။ ပါကစ္စတန်ကစစ်မြေပြင်မှာအီရာကျစွာအကိုထောက်ခံမှုပိုပြီးပြင်းထန်တဲ့လှုပ်ဆောင်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။အစ္စလာမဘတ်ကတီဟီရန်ကို ကာကွယ်ရေးအကူအညီတွေကတိပြုထားတဲ့ဆိုတဲ့ကောလာဟလတွေလည်းထောက်ပေါ်နေပါတယ်။အကူအညီပေးမဲ့ပွင့်ချက်အကြောင်းအသေးစိတ်ရှင်းရှင်းလင်းလင်းမတိရသေးပေမယ့်တခုတော့တိချပါတယ်။ဒီထောက်ခံမှုက အစ္စရေးကိုရင်ဆိုင်ရာမှာအီရန်ရဲ့အနေအထားကိုပိုပြီးခိုင်မာလာစေဖို့အလားအလာရှိပါတယ်။ဒီတင်မကော့ထိပါဘူး။ ါကစ္စတန်ကအမေရိကန်ကိုတိုက်ရိုက်တတိပေးလိုက်တဲ့အံ့အားသင့်စရာကိစ္စတစ်ခုလည်းရှိနေပါတယ်။ဒီထောက်ခံမှုကအီရန်အပေါ်နျူကလ িয়ার တိုက်ခိုက်မှုတစ်စုံတရာရုတ်လာရင်ပါကစ္စတန်ကအစ္စရေးကိုနျူကလ িয়ার နဲ့ပြန်တုံ့ပြန်မယ်ဆိုတဲ့တတိပေးချက်ပါပဲ။တကယ်တမ်းဆိုရင် အစ္စလာမဘတ်ကပြင်သစ်နဲ့အမေရိကန်ကိုလည်းအလားတူတရင်စကားပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ဘယ်နိုင်ငံမဆိုစစ်ပွဲတဲ့တိုက်ရိုက်ဝင်ရောက်လာရင်ပါကစ္စတန်ကအီရန်ဘက်ကနေအစ္စရေးကိုထိုက်ခိုက်ဖို့ဝင်ရောက်မယ်ဆိုတဲ့တရင်စကားပါပဲ။ ဒါကပါကစ္စတန်ရဲ့တီဟီယန်အဖို့ခိုင်မာတဲ့မဟာမိတ်ထင်မှုအီရန်ကိုအစ္စရေးလနဲ့သူ့ရဲ့ထောက်ခံသူတွေကတိုက်ခိုက်လာရင်ရှေ့တန်းမှာရပ်တည်ဖို့အသင့်ရှိနေကြောင်းကို အတည်ပြုလိုက်တာပါပဲ။ပါကစ္စတန်ရဲ့အီရန်ကိုထောက်ခံတဲ့နေရာမှာပြင်းပြင်းထန်ထန်နှုတ်ဆောင်တာကတော့အကြောင်းမဲ့မဟုတ်ပါဘူး။ဒါဟာနှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ရှေလျားလက်တမိုင်းကြောင်းနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကနေအခြေခံတာပါ။စဉ်းစားကြည့်ပါဦး။အီရန်ဟာပါကစ္စတန်ရဲ့လွတ်လပ်ရေးကိုအတိမတ်ကျူခဲ့တဲ့ပထမဆုံးနိုင်ငံပါ။ အဲ့ဒီအချင်းကစပြီးနှစ်နိုင်ငံကြားဆက်ဆံရေးဟာစစ်ရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲလေ့ကျင့်မှုတွေနီးပညာလွဲပြောင်းမှုတွေနက်နက်ကုန်သွယ်မှုအထိနီးနီးကပ်ကပ်ဆက်ရှိနေခဲ့ပါတယ်။ဒါကြောင့်အီရန်ကိုအစ္စရေးကတိုက်ခိုက်ခဲ့တဲ့အခါပါကစ္စတန်ဟာအပြင်းထန်ဆုံးဒေါ်ဗာထွက်ခဲ့တဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်လာတာအန်အိုးစရာမဟုတ်ပါဘူး။ပါကစ္စတန်အတွက်ဒါကပဋိပက္ခတစ်ခုတင်မဟုတ်ဘဲအချိန်ရက်စံတမှုကိုခံနိုင်ရရှိခဲ့တဲ့တစ္ဆာဆောင်တည်မှုနဲ့ညီအစ်ကိုစိတ်ဓာတ်ကိစ္စရာတစ်ခုဖြစ်နေလို့ပါပဲ။ မြောက်ကိုရီးယားကလည်းအခုဆိုရင်အီရန်ဘက်မှယက်တည်နေတဲ့နိုင်ငံတွေစရင်တဲပါလာပါပြီပုံမှန်မဟုတ်ပဲပျုံယန်းကပွင့်ပွင့်လင်းလင်းထောက်ခံခဲ့ပါတယ်ဒီထောက်ခံချက်ကိုမြောက်ကိုရီးယားတပ်မတော်ကင်ဂျွန်အုံးကတရားဝင်အစည်းအဝေးတစ်ခုမှာဓာတ်ရိုက်ပြောကြားခဲ့တာပါသူ့ရဲ့ထုတ်ပြန်ချက်မှာအစ္စရေးရတိုက်ခိုက်မှုအပေါ်အီရန်နဲ့အပြည့်အဝစီးလုံးစွာယက်တည်ကြောင်းဖော်ပြခဲ့ပါတယ်ဒါပေမဲ့လျော့ဝတ်တရင်တစ်ခုကတော့မန်ကန်ဒေဆိုရင်အစ္စရေးကိုချက်ချင်းကာကွယ်ရေးအားဖြစ်ဖို့ဖိအားပေးနိုင်ပါတယ် တရင်ရင်းမြစ်မတိရချက်ကိစ္စရတခုကမြောက်ကိုရီးယားဟာအီရန်ကို အစ္စရေးကိုရင်ဆိုင်ရမှာစစ်ရေးအကူအညီအချို့ပေးဖို့ကတိပြုထားတယ်လို့ဖော်ပြထားပါတယ်။ဘယ်လောက်ပမာဏဘယ်လိုအမျိုးသားဆိုလားအသေးစိတ်တော့မပါပါဘူး။ဒါကအီရန်အထွတ်တော်တရင်ကောင်းဖြစ်ပြီးအစ္စရေးအထွတ်တော်တရင်ဆိုပါပဲ။ပါလို့လဲဆိုတော့မြောက်ကိုရီးယားဟာတောင်ကိုရီးယားနဲ့အနောက်နိုင်ငံတွေကိုကြီးလေးတဲ့ချင်းချုံမှုဖြစ်စေတဲ့ပဲထင်းဒုံးကြီးဖွံ့ဖြိုးရေးအစီအစဉ်ရှိတဲ့နိုင်ငံအဖြစ်လူသိများပါတယ်။ အခုဆိုရင်အစ္စရေးအထွက်ပါတကယ်ချင်းချောက်မှုဖြစ်လာနိုင်ခြေရှိနေပါပြီ။ကတိကိုတကယ်ပေးခဲ့တဲ့ဆိုတဲ့ခိုင်မာတဲ့တည်တည်မရှိသေးပေမဲ့ကျွမ်းကျင်သူအများပြားကတော့ဒီအချက်လက်ခါဖြစ်နိုင်ခြေအလွန်များတယ်လို့ယုံကြည်ကြပါတယ်။နှစ်နိုင်ငံကြားရှေးလျားတဲ့ဆက်ဆံရေးသမိုင်းကိုထောက်ရှုရင်မြောက်ကိုရီးယားကနေအီရန်ကိုလက်နက်တွေပို့တာကအတူအဆန်းတော့မဟုတ်ပါဘူး။ ပင်လယ်ကွေ့စစ်ပွဲတုန်းကမြောက်ကိုရီးယားဟာအီရန်ကို အမြောက်တွေလေးချောင်းရံကာကွယ်ရေးစစ်တေနတ်တွေမော်တာတွေကြီစန်းတွေတင့်ကားတွေတင်းငယ်တဲ့လက်နက်တွေပင်လယ်မိုင်းတွေကနေတင့်ကားဖြတ်တုံးကြီးနဲ့မြေပြင်မှာဝေဟင်ပစ်တုံးကြီးစနစ်တွေအထိလက်နက်အမျိုးမျိုးထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ဒီပူးပေါင်းဆောင်ရွက်မှုဟာနျူကလ িয়ার နည်းပညာဖက်လှယ်လာအပါအဝင်မဟာဗျူဟာမြောက်စစ်ရင်းနယ်ပယ်အထိထပ်မံတိုးတက်လာခဲ့ပါတယ်။ တကယ်တမ်းဆိုရင်မြောက်ကိုရီးယားကပါကစ္စတန်လိုမျိုးရပ်တည်ချက်ယူဖို့ဖြစ်နိုင်ခြေရှိနေပါတယ်။ဆိုလိုတာကတော့အီရန်ကိုအစ္စရဲဒါမမဘုတ်သူ့ရဲ့မဟာမိတ်တွေကအလားတူလက်နက်တွေနဲ့တိုက်ခိုက်ခဲ့ရင်နျူကလ িয়ার လက်နက်တွေတပ်ဖြန့်ဖို့အသင့်ရှိနေမယ်ဆိုတာပါပဲ။အဲ့ဒီလိုအခြေအနေမျိုးဖြစ်လာခဲ့ရင်တော့အစ္စရေးဟာပျက်စီးခြင်းနာနီနီအခြေအနေကိုရောက်ရှိသွားမှာပါပဲ။ ဒါပေမဲ့သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာလက်နက်ရောင်းချတာမှတင်ကန့်တက်မထားပါဘူး။အီရန်နဲ့မြောက်ကိုရီးယားဟာစစ်ရေးကြွမှုကျင်းတွေကိုလည်းတက်ခွတ်စွာဖက်လှယ်ကြပါတယ်။အထူးသဖြင့်အထူးစစ်စင်ရေးနဲ့မြေအောက်အဆောင်အုံတွေတည်ဆောက်တဲ့နယ်ပယ်တွေမှာပါ။မြောက်ကိုရီးယားဟာအီရန်ရဲ့အထက်တန်းစားတပ်ဖွဲ့တွေကိုအစစ်မင်းထူဖောက်ဝင်ရောက်တဲ့နည်းပညာတွေတန်းဖာပေးခဲ့တယ်လို့မှန်ကန်ထားပါတယ်။ ဒီနီးပညာတွေကအခုဆိုရင်တီဟီယန်ရဲ့စစ်ရေးစွမ်းရည်ကိုအားဖြည့်ပေးထားပါတယ်ဒီဆက်ဆံရေးကိုဆက်လက်ထိန်းပြီးခိုင်မာအောင်လှုပ်ဆောင်နေပါတယ်ဒါကြောင့်ပြုံညမ်းစီကစစ်ရေးအကူအညီကောလာဟောလာတွေကိုငင်းဖို့ခက်ခဲတာအန်အော်စရာမဟုတ်ပါဘူး